Hello မဆုံအားလုံးမင်္ဂလာပါဒီနေ့ရိုက်ပြမယ်ဘိန်းကတော့ပါလဲဆိုတော့ဟာဒီလိုဘိန်းကိုဒီလိုတယောက်နဲ့ GS ထောက်နေရလေးဖြစ်ပါတယ်ခုစားဒီနေ့အားလုံးကြပါမယ်ဘိန်းလေးကတော့အာ BMW ကတော့ Avenger နဲ့ပတ်သက်လာပြီးတော့မှတော့ဆရာကြီးပဲဟိုးရှေ့ကဒီ1980နောက်ပိုင်းကရ100တို့ အများကြီးထွက်ခဲ့တာပေါ့နော်ထွက်မှထွက်တော့အများကြီးထွက်ခဲ့တာပါဒီကောင်အာ1100 1150လို့နော်ဒီကောင်နဲ့2000အထက်ပိုင်းမှဆိုလဲ1150ကိုမိခွက်တစ်လုံးကြီးတစ်လုံးသေးနေပေါ့နော်အဲ့ကောင်လေးတွေထွက်လာတယ်အဲ့နောက်ပိုင်းမှမှကြာဘာဖြစ်လဲဆိုဒီကောင်လေး2400ရောက်တဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့ဒီကောင်ဒီ GS ဆိုယူတော့မှဒီရဲ့ဒီပေါ့နော် Rio GS ပေါ့နော် Rio GS ကိုစတဲ့2400မှာစတဲ့မိတ်ဆက်တယ်မိတ်ဆက်တဲ့အချိန်မှာဒါကတော့ GSA နော် R 1200ဟော BMW GS 1200 A ဟုတ်နော် A ဆိုတော့ Avenger ပေါ့ဒီကောင်ကတော့ဘယ်မှာပြန်ထွက်လဲဆိုတော့ကိုသားတို့ဒီ2004မှာ2004မှာတောက်လျှောက်ထုတ်လာပြီးတော့မှကိုသားတို့ဒီရဲ့ဒီရုပ်ပေါ့နော်ဒီရုပ်ကိုထုတ်ပြီးဒါပေမဲ့2005မှာမှစပြီး A ကိုစတင်ထုတ်တာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ဒီကောင်ဒီ A လို့ပြောလိုက်ပြီးဆိုခဲ့ရပါဘယ်လဲ C high ပုံမြင့်နေနောက်ပြီးတော့ bike ပုံကြီးဒီရှေ့ကနေကြီးလိုက်မယ်ဆိုတော့တိတာသူက C တိုင်းကြီးပေါ့နော် တွေ့ရစီတိုင်းကြီးက33လီတာ33လီတာဆိုတော့သူက recommendation ညွှန်းထားတာတော့သူက mine ပေါင်းဟိုဘက်တော့သွားလို့ရတယ်ပြောတာလေဒီထဲမှာဆိုရင်တော့ကိုသားတို့သူ900တပတ်လေပေါ့နော် mine 900တပတ်လေဆိုတော့ဟိုပါပေါ့အပြည့်ထည့်ထားပြီးသွားမယ်ဆိုရင်အာရန်ကုန်သွားမယ်ရန်ကုန်တော့တဝက်ပြန်ပြန်လို့ရမယ်မန်းလေးရန်ကုန်က330မိုင်ဆိုတော့လမ်းဟောင်းနေသွားမယ်ဆိုတော့အဲအဲ့လိုလေးပေါ့နော်โอเคအဲ့တော့ ော် sorry 360မှာပါတာမြန်လန်းတုတ်ရအောင်365မိုင်အဲ့တော့တော့ကတွားမယ်ပြန်လာမယ်မောင်းလို့ရတာပေါ့နော်ဒါတွေ့ normal engine flow မှာပေါ့ RPM red line တင်စရာမလိုဘဲနဲ့ဖြည်းမောင်းသွားမယ်ဆိုရင်တော့မှဒူဒီစီတိုင်ကြီးအပြည့်ဖြည်းတာမှာရန်ကုန်မန်လေးမောင်းလို့ရစီတခါမှဖြည်းစရာမလိုဘဲနားစရာမလိုဘဲနဲ့တောက်လျှောက်ကြီးပြင်းလို့ရတယ်ဒီစိုင်းငယ်ပေါ်ပဲညင်းညောင်းထိုင်ပြီးတော့မှတွားလို့ရမှာဘိန်းဖြစ်ပါတယ်ဟုတ်ပါနော်โอเคအဲ့တော့ကြတော့ဒီကောင်းကိုကိုယ်စားတို့ BMW GS လို့ပြောလိုက်ပြီဆိုကြရဒီရှေ့ model တွေမှာကြာတော့ရိုးရိုး echo engine နဲ့လာတယ်ပေါ့နော်အမျိုးမျိုးလာခဲ့တော့ညာလေဒီကောင်ကဒီ2004မှာစပြီးတော့1200ဖြစ်တယ် engine power cc 1280ဘောက်စာအမျိုးစားတော့တုံးထားဖြစ်ပါတယ်ဘောက်စာဟုတ်ပြီနော်ဘောက်စာအမျိုးစားတော့တုံးထားတယ် EFI တော့ဒီကောင်ကတော့ BMW ရဲ့အစိုးရကြီးဖြစ်တာ1980နောက်ပိုင်းကလေးဟိုဟာဒီဘယ်လိုပြောမလဲ90တပတ်ချလဲဆိုဒီကောင်ကြီး EFI ဖြစ်ပြီး ABS ပါလာပြီ1998တို့ 95အဲ့အလောက်ကလေးဟိုဒီကောင်နဲ့ ABS ပါတယ်ဒါပေမဲ့တော့ညာလေဒီကောင်တွေကကြတော့ဘာဖြစ်လဲဆိုတော့အဲ့တော့ဒီကောင်က1000မှာစပြီးတော့1100ဖြစ်တယ်နောက်ပြီးတော့ဒီကောင်ပါပါလေးလဲဆိုတော့1100မှာ echo မှာ engine oil cooling ပါတယ် engine oil ကိုနည်းနည်းလေးပြန်ပြီးအေးခံတဲ့စနစ်ပေါ့နော်ဒီမှာဒီအသေးလေးပေါ့ဒီ just GSA မှာစပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပါနော်ကိုသားရဒီကောင်ဒီပါလဲဆိုတော့ oil cooling system ပေါ့နော် engine oil ကိုမှပြန်ပြီးတော့အေးခံတဲ့စနစ်ရေတိုင်းကြီးမဟုတ်ဘူးနော်ဒီကောင်လေးက oil cooling system ဒီကောင်လေးရဟုတ်ပြီနော်ဒီမှာတွေ့ရလားဒီမှာ oil cooling system ဖြစ်ပါတယ်ဟုတ်ပြီနော် okay အဲ့တော့ကျတော့ပြီးတော့ဒီကောင်က1200ကလေးကဟိုဒီ model မှာဒီ model ရဲ့မှာကလေးကမြင်ရမှာဆိုချွတ်ပလက်နဲ့မြင်ရမှာသူ့ရဲ့ခွေတွေကြီးလိုက်မယ်ဆိုရင်ပုံမှန်အဖြစ် smoke tank တွေကအလဲနေဆွဲတာဖြစ်တဲ့အတွက်သူကဘလို့မှမလုံနိုင်အောင်မလုံနိုင်တဲ့ခါကျပဲဆိုတော့သူကဒီရဲ့ဘေးဘေးနှဖမ်းသားနေတော့ဆွဲထားပြီးတာပေါ့နော်ဒီဆွဲထားပြီးတာဖြစ်တဲ့အတွက်ဒီကောင်ဒီချွတ်ပလက် smoke ကိုမှချွတ်ပလက်နဲ့ ြမှာဖြစ်ပါတယ်ဟုတ်ပါတော့โอเคဒီကောင်ကတော့ BMW တော့ sorry ကဒီကောင်ဒစိတ်ဒီကောင်လုံးလဲဒီကောင်သူ BMW ဒစိတ်နဲ့ brake တွေကလာတယ်ဟုတ်ပါတော့အဲ brake shoe လဲဝယ်ရလွယ်တယ်ဒီကောင်ကချင်းချင်းပြောမှဆိုကိုစားလို့ super phone နဲ့လာမှတော့တူတယ်အဲ့လိုလေးပေါ့ okay အဲ့တော့ဒါ model အဟောင်း model အဟောင်းလို့ပြောမယ်ဒီ2006ပေါ့နော်ဒီဘင်းကတော့ GSA 2006လေးဖြစ်ပါတယ်เนาะပြီးတော့ဒီကောင်ကဒါ crab bar လေးဒီကောင် crab bar လေးပြန်တက်ထားတယ်ဖောက်လိုက်လေးတော့ဒါတော့ချင်းချင်း normal အရင်မစင်ထားတဲ့ဘင်းပေါ့နော် GSA ကိုမှစင်ထားမယ်ဆိုရင်တကယ်ရုပ်ပေါက်တယ်လုံးဝကြီးလိုက်မယ်ဆိုရင် GSA စင်ထားရုပ်တွေကနည်းနည်းတော့မဟုတ်တချို့ဆိုရင်ဒွေအပြည့်နဲ့ပုံတုံးပုံးနဲ့အမ်နိုနဲ့စင်ထားမယ်ဆိုတော်တော်လေးလာပါတယ်ဟုတ်ပြီနော် Okay အဲ့တော့ဒီကောင်ကကြတော့ gear 6ချက်နဲ့လာတာဖြစ်ပါတယ်ဟုတ်ပြီနော် GS 1000အာဟိုနော် GS 1000နေရာပဲထားပါ event ဟို A ကတော့ပြီးမှပြောတော့မယ် A ကကျတော့ဒီ quad ရချက်မှာ engine လောကမကွာဘူးရိုးရိုး GS နဲ့ GSA ပါကွာလဲဆိုတော့ထိုင်ခုံအမြင့်ကွာလာတယ်စီတိုင်းကြီးပိုကြီးလာတယ်ဒါပဲ ထရေဒူးအများကြီး suspension နည်းနည်းကွာတယ်။အဲ့လိုလေးပေါ့နော်။ Okay အဲ့တော့ကြတော့ဒီကောင် engine ကတော့ပေါ့စာအမျိုးအစားကိုတုံထားရဲ1200နှလုံးနှလုံးထိုးဟုတ်ပြီနော်အဲဒီကောင်တွေကဘယ်လိုပြောမလဲဆိုတော့ air cool ဖြစ်တဲ့အတွက် air air cool ပေါ့နော် liquid cool နဲ့မဟုတ်ဘူးဆိုတာဖြစ်တဲ့အတွက်ဒီကောင်ရဲ့ driving shock ကပုံမှန်အားဖြင့်ကမော်ဒယ်အနည်းငယ်ကိုယ်စား review တွေမှာလုပ်ခဲ့ပြီး1250တို့ဒီ1200တို့ကတော့တော်တော်များများကြည့်ပြီးနေတူပါတယ်ဒါတော့ old model ဆိုတော့နည်းနည်းလေးနောက်ပြန်သွားမယ်ဆိုတော့နော်ဒီကောင်ရဲ့ air cool engine အမျိုးအစားဖြစ်တဲ့ဆိုရင်ဒီကောင်ပါလေဒီကောင်ရဲ့ driving shack ကဒီဘက်မှာ pro am ပဲ pro am ပဲဆိုရင်ဒီကောင် driving shack ကဒီဘက်မှာဖြစ်ပါတယ်ဒီဘက်က echo ဆိုရင် lc ဆိုတဲ့ lc4 ဆိုတဲ့ဒီ2000ကိုစားရ2014မှာဆိုရင်တော့ဖြစ်သွားပြီလဲဆိုတော့အဲဒီ2014မှာဆိုရင်ဒီကောင်လေးရေတိုင်ကြီးပါလာပြီเนาะရုပ်လဲလာပါချွန်ချွန်လေးဖြစ်သွားပြီပေါ့เนาะဒီ model မှာတော့သူကရေတိုင်ကြီးမပါသေးဘူး engine oil cooling system ပါမယ် engine oil နဲ့အေးခံနဲ့စနစ်လောက်ပဲပါမယ်လေနဲ့အေးခံမှာဟုတ်ပြီเนาะ okay အဲ့တော့じゃတော့ ီကောင်ကတော့ driving shack ကဒီဘက်အချမ်းမှဖြစ်တယ်ဟုတ်ပါနော်ရှေ့လဲကျွပ်လက်နောက်လဲကျွပ်လက်ဟုတ်ပါနော်နောက်ပြီးတော့ဒီကောင်က brake shoe တွေလဲဝဲလို့ဝဲလို့လဲကူတယ်ပေါ့နော်ဟုတ်ပါလားနောက်မှဆိုလဲလုံးဝဒီကောင်တွေကဟိုဘယ်လိုပြောမလဲဆိုတော့ထုတ်လုပ်တဲ့ခုနှစ်က2006ဝန်းကျင်မှာဆိုတော့နည်းနည်းကြာခဲ့ပြီကြာခဲ့ဆိုမဲ့ဒီညမာဘီထဲမှာတော့ဘိန်းတော်တော်များများရှိတယ်ဒီဘိန်းเนี่ย CLU rider တွေထဲမှာတော်တော်များတွေ့ရတယ်မြင်ရတယ်ဟုတ်ပါနော်โอเคအဲ့တော့ဒါကတော့ ဒီသူရဲ့ရှေ့ suspension ကလည်းကိုယ်တိုင်ဒီ GS ကတော့ရှေ့ review ကြည့်ပူရလူအတွက်ဆိုရင်တော့အများကြီးပြောပြစရာမလိုဘူးဒီကောင်ဒီတက်ဒီဟိုပါတော့တက်ဒီဒီကောင် shot ဘာမဆိုရင်လည်းလာကြည့်လိုက်မယ်ဆိုရင်ဒီမှာဘာလို့ဆိုတော့ဒီကောင်ဒီတုံးချောင်းဒါအပြန်ကိုထိန်းတာဒီနှချောင်းကဒီကောင်ကကြတော့အတွင်းထဲမှာနော်ဒီအတွင်းထဲမှာကြတော့ဒီကောင် impact ရိုက်တဲ့တန်အောင်ထိန်းတာပေါ့နော်စောင့်ချတဲ့ဟောင်း okay အဲ့တော့ဒီဘိန်းတွေကဟိုဘယ်လိုပြောမလဲဆိုတော့နည်းနည်းလေးပြပြရမယ်နော် အောက်ဒီအောက်ထဲကနေတစ်ချက်လေးကြီးကြီးပေါ့နော်ဒီဒီဒီကောင်းအောင်လေးတစ်ချက်လေးကြီးကြီးအမအတွင်းမှာဖောက်တုံးချောင်းကစားနေရလို့မြင်ရလိမ့်မယ်ဖောက်ကနှစ်ချောင်းနဲ့မဟုတ်ဘူးတုံးချောင်းဒါလေရှင်းရှင်းပြောမယ်ဆို BMW ရဲ့ဘယ်လိုပြောမလဲတကယ်လို့မအောင်မြင်စေတဲ့အချက်လက်တွေကလည်းဒီကောင်လေးပါတာပေါ့နော်ဟိုပုံမှန်အပြင်ဆိုင်ကယ်က Ford 2ချောင်းပဲမြင်နေကြအောင်မှာဒီကောင်ကဒီ GS မှာတွေ့လိုက်မယ်ဆိုရင်တော့ဒီကောင် Ford 3ချောင်းနဲ့လာတယ်အနောက်မှာဆိုရင်လည်းပါလဲဆိုတော့ဒီကောင်ဒီ preload adjust ပါပြီးသား2006ကဲဟိုကသူက ဒီမှာလက်လက်နဲ့ shopper ကိုပြော့မာလားမာမာလားကို manual ပေါ့နော်လုပ်လို့ရပြီဖြစ်ပါတယ်ဟုတ်ပြီနော်ပြော့ပြော့လေးထားမလားနော်ဒါပြော့ပြော့လေးဟုတ်ပြီနော်ဒါဆိုရင်မာမလား fog ကို shopper ကိုပြော့အမာ ပေါ့နော်ဒီနောက်ပိုင်းဒီဒုကတိတို့ဘာလို့ကကြတော့သူကတော့ဟိုဘာတော့လိုရမလဲ electric ပေါ့ ESC ပေါ့ဒီကောင်တွေလည်းပါတယ်နောက်ပိုင်း model အမြင့်နေမှာဆိုရင်ဘာလဲဆို ESC တို့ဘာလို့ဆိုရင်ဒီကောင်တွေ suspension ကိုအပြော့အမအကိုလူကလက်နဲ့တော့ချိန်စရာမလိုတော့ဘူးခလုတ်မှချိန်နိုင်အောင်ပဲဒါပေမဲ့ဒီကောင်တွေ old model ဖြစ်တဲ့အတွက် ါပါဗောနော်အဲ့တော့ဒီချက်လက်တွေကိုကြည့်မယ်ဆိုရင်ကိုစားတွေပါလဲ GST က soy ရဲ့ဟိုရှေ့ဥစွာကလေးကဒီဘိန်းနေရာကတော့ကဘာပတ်နေကြပြီဒီကောင်းနေနဲ့ပတ်ပြီးဖြစ်တဲ့အတွက်ဒီကောင်းတွေကိုတုံးအရန်တုံးကြတယ်ဗောနော်အရန်တုံးကြတဲ့ခါကျတော့သူတို့အဲ့ soy ကဲဟိုဒီ GS ဆိုရဲအဲ့ဗောနော်ပြောလိုက်ပြီဆိုတာနဲ့ဒီကောင်းကခီးသွားမဲ့ဘိန်းတော့အများကြီးပြင်ဆင်ပြီးထုတ်လုပ်ထားပြီအဲ့လိုဗောနော် okay အဲ့တော့ဒီကောင်းကတော့ echo line နဲ့ဖြစ်တယ် ဒီကောင်ဒါ share midi ပေါ့နော် you midi လေးနေလားမဖြစ်ပါဘူး top ဖွင့်ထားမှဆိုရင် silent လေးပေါ့ဒါကတော့ဟို share မော်ဒယ်အနည်းငယ်ကြည့်ပြရလူတို့ကတော့တိတ်ပြီးတော့စိတ်ဝင်စားတာမကောင်းဘူးဒါပေမဲ့အခုမှစစည်းမဲ့လူတွေတို့ကြတော့လေဟိုကိုကဟိုဟာဒီ avenger လေးတွေကို၄အဲဟိုဟာ300 250အဲ300 400 500အဲ့ပချလေးလေးစီးလိုက်မှာ 600 900စီလိုဝရရောမှာ1000 1000ပတ်ချလဲပါဝါ CC ကိုမှစီးမယ်ဆိုရင်ဒီကောင်လေးကြီးစစီးမယ်ဆိုရင်တော့ကိုစားရတော့ recommendation ပေးတယ်အာနောက်ပြီးတော့ဟိုဘယ်လိုပြောမလဲဆိုတော့ old school တွေဖြစ်ပြီးတော့ညာလဲ main name နဲ့ကောင်းတယ်ကီလိုနဲတယ်ဆိုရင်တော့ bain ညအပြည့်စီနဲပါတယ်ဟုတ်ပါတော့ဒါပေမဲ့ထုတ်လုပ်တဲ့ခုနည်းနည်းနည်းကြာခဲ့ပြီဆိုတော့အဲသူ့ရဲ့ main name နဲ့လေးကတော့ပုံမှန်လေးတော့ like ပေးရဒီ bain လေးကဟုတ်ပါတော့ okay okay အဲဒါဆိုရင်တော့အဲဒါဆိုရင် crab bar တွေကလောကတက်ထားမှကိုစားရစီးရဒီ bain လေးဆို crab bar ပါမှာ ဘာလို့လဲဒီကောင်တွေကလဲပြီဆိုရင်လဲပြီဆိုရင်ဒီကောင်အရင်ဆုံးထိတာလေဒါဘာလို့လဲဆိုတော့အဖုံတိုက်ပစ်ဖုံအင်ဂျင်တိုက်ပစ်ဖုံပေါ့အဲအဲ့လိုလေးပေါ့နော်โอเคအဲ့တော့ဒါတော့ဒီကောင်ရဲ့အင်ဂျင်ဒီဘက်မှာကြည့်မယ်ဆိုရင်ဒါအင်ဂျင်ပေါ့နော်အင်ဒီကောင်ဒီအရှိပိုင်းကအင်ဂျင်ဟုတ်ပြီနော်ဒီအရှိပိုင်းအင်ဂျင်ဒီကောင်ဒီဘက်မှာလဲဆိုတော့ gear box gear box ဟုတ်ပြီနော်โอเค gear ဒီ အောက်တစ်ချက်အပေါ်၅ချက်ဟုတ်ပြီနော်အလုံးပေါင်း၆ချက်ဖြစ်ပါတယ်ဟုတ်ပြီနော် pro end ဆိုဟိုဘက်ကနေကြီးမတိတာဒီဘက်ကနေကြီးမှဒီကောင်ကကြတော့ okay ဟုတ်ပြီနော်2006လောက်ကလေးပါခီးသွားမဲ့ဘိန်းဖောက်၃ချောင်းနဲ့နောက်ကလေး pro end နဲ့ဆိုတော့လူတွေကြားမှာရေမန်းမစားကြအောင်မရှိဘူးအဲ့အချိန်အဲ့ကာလာဒီကောင်နေဒီလုံးဝဆရာကြီးပဲဟုတ်ပြီနော် okay အဲ့တော့ဒီကောင်ရဲ့ cloud တွေလည်းနည်းထူးဆန်းတယ်ပုံမှန်မြင်နေကြ cloud တွေနဲ့မတူဘူးဟုတ်ပြီနော်ဒီမှာ stack cloud ဆိုလည်းကြည့်လိုက် လာအပေါ်လဲလို့လဲလို့ရတယ်နောက်ပြီးတော့ဒီကောင် engine stop ဒီကောင်အလဲမှာထားထားမှာအမြင်နဲ့အလဲမှာထားမှာဒီကောင်ဒီ engine stop owner ဖြစ်ပါတယ်ဒီဘက်ဆိုရင် off တယ်ဒီဘက်ဆိုရင် off တယ်ဟုတ်ပါတော့အဲ့အချိန်ကြီးကဒီကောင်လက်ကင် heater ပေးတဲ့စနစ်တွေပါပြီ you see နောက်ထောင်းကဲအဲ့ဒီ2006လောက်ကြည့်နောက်ပြီးတော့ဒီကောင်ကိုစင်ငယ်နေပြမယ်ဆိုတော့တောင်တောင်ဘိန်းနေရကြတော့ဘယ်ဘက်မှာပေါ့ဒီကောင်ကကြာမဟုတ်ဒီမှာစင်ငယ်နေလွေးတွန်းလိုက်ရအောင် ဟုတ်နော်စင်ကနေပြန်ပိတ်မယ်ဆိုရင်ပြန်ပိတ်တဲ့ခလုတ်ကဒီတန်ဒီမှာဒါဒီကောင်တော်တော်နှိပ်လို့မရအောင်ဒီကောင်ကြောင့်ဘလို့အပေါ်ပင်းရအဲ့မှာစင်ကနေပိတ်သွားတာโอเคပုံမှန်မြင်နေကြဘိန်းနေနဲ့မတူဘူးเนาะဒီကောင်ခလုတ်တွေက GS တွေကအဲထုတ်လိုက်တဲ့အချိန်မှာဒီကောင်လည်းစမ်းအောင်စမ်းဒီများလည်းမတူဘူးပေါ့เนาะโอเคအဲ့တော့ဒီဘက်ခလုတ်တွေမှာကြည့်မယ်ဆိုရင်လည်းဒီကောင်ကဒီကောင်ရဲ့ဒီ တိုင်တိုင်ခွက်ထဲမှာတပြောင်းနေမှုပေါ့နော်အဲ့မှာ temperature လား oil temperature လားနိုင်ကြီးလို့ရမယ်နောက်ပြီးသွားတဲ့ speed ရှိမယ်နောက်ကီလိုဘလောက်မှာဘလောက်မီတာကျန်နေရဲဆိုတဲ့ဟာ rating နှုန်းတွေတွက်လို့ရမယ်ဟုတ်ပါနော်အစောကြီးကဒီကောင်တွေကဒီ GS မှာအကုန်ပါခဲ့ပြီးသားဟုတ်ပါနော်ဒီမှာ scene နဲ့ဆို scene တဲ့ဟာလေးပြတယ်ဟုတ်ပါနော်အဲ okay ဒီဘက်မှာဆိုရင်တော့သွားပါလဲဆိုတော့ ABS ကိုအဖွင့်ပိတ်လုပ်တဲ့ခလုတ်လေးပါပါတာဖြစ်ပါတယ် ABS ကိုအဖွင့်ပိတ်လုပ်လို့ရမယ်နောက်ပြီးတော့အဲ့ကဲကဒီကောင်တွေကမီးတွေကိုလေဟိုဒီမျိုးဒီများလို့ pass မီးကိုဒီကောင်တွေသွားလောက်တာမဟုတ်ဘူး ဟုတ်ပါနော်ဘာလို့ဒါဆိုရှေ့မီကြီးဟုတ်ပါနော်ကြည့်ကြရင်ဒါဘာလို့လဲ pass me okay ဒီဘိမ်းမှာကိုယ်ဆိုင်မကြိုက်ဆုံးအရာပြောပါလို့ပြောရင်တော့ hon တဲ့ကလေးတကယ် hon တဲ့ကလေးလုံးဝမကြိုက်ဘူးဘာလို့လဲဆိုစဉ်းစားကြည့်မော်တော်လာကိုကမောင်းနေဒါတော်တော်နှိပ်တာကိုကိုကပုံမှန်စီးနေကြဒါကောင်မဟုတ်ဒီလိုလေးအဲဒီလိုလေးပေါ့ဒီလိုလေးဒီလိုလေးဟုတ်ရနော် ဲ့တော့ကိုသားတို့တရားမတော်တဆဟွန်ဒီတော့လိုက်ရှာနေရခလို့ကိုဒါပေမဲ့ဒီ GS ကို Ori Ride အမြန်မောင်းနေရလူဆိုရင်တော့ဒီဘိန်းလေးရဲ့အနေထားလေးကိုကြိုက်မှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါပြပေးတာအဲ့မှာတို့ကစုံစင်းကနေဆိုရင်လည်းစုံစင်းကနေပြလို့ရတယ်အဲအရှိရနေကြည့်ပြီးပေါ့နော်ဒါဆိုရင်ကိုသားညာဘက်ဟုတ်ပြီနော်ဒါဆိုရင်ဒီဘက်နေလိုက်ရင်ပယ်ဘက်ဟုတ်ပြီနော်ပြီးကြရင်ဒီနှစ်ခုကိုစုံနေလိုက်ပြီဆိုရင်စုံဟောလည်းစုံနေဖြစ်သွားတယ်အဲ့တော့ပြန်ပိတ်မယ်ဆိုရင်ညာတော့